ူကတော့အစိုးရကိုပုတ်ကန်လို့ထောင်အကြီးကြီးကြားခံခဲ့ရမှုတဲ့သူတယောက်လည်းဖြစ်ပါတယ်။ပြီးတော့ကဘာကျော်လွှဲဝဲထောင်လိုက်ရဲ့အဖွဲ့ဖြစ်တဲ့ FBI ကနေစောင့်ကြည့်ခံခဲ့ရတဲ့လူမဲတယောက်လည်းဖြစ်ပါတယ်။ဟုတ်ပါတယ်လူမဲဆိုတာနဲ့ကျော်လို့ဆက်ဆက်ခံရတာညပန်းနှိမ့်ဆက်ခံရတာဝိုင်းနိုင်ကျစ်တာကိုလည်းခံခဲ့ရပါတယ်ပြီးတော့သူ့ကြောင့်ကအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်သူ့နိုင်ငံအစိုးရကသူ့ကိုအကြေကြေဖမ်းဆီးထောက်ချတဲ့အပြင်လူမဆန်အောင်ညပန်းနှိမ့်ဆက်ခံခဲ့ရတာကြောင့်အမေအာယူပါထိခိုက်ခဲ့ရပါတယ် ီလိုမျိုးညှစ်ပတ်နှိပ်စက်ခံခဲ့ရတဲ့သူပြောက်ကတနေ့မှာတော့ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရတရားဖြစ်လာတဲ့အပြင်ဇန်နဝါရီလရဲ့တတိယပတ်ကိုသူ့ရဲ့နေ့ဖြစ်မှာအခုပြုသတ်မှတ်ခံခဲ့ရပါတယ်။ဒါဆိုဘာကြောင့်များသူကအစိုးရကိုပိုကံဖို့စူးစမ်းခဲ့ရတာလဲ။လူဖြူလူမဲ့ခွဲခြားလို့တဲ့နိုင်ငံမှာဘယ်လိုများငြိမ်းချမ်းရေးနိုဘယ်ဆုရတရားဖြစ်လာခဲ့ရတာလဲ။ကဲဒီနေ့မှာတော့ညစ်ပန်းနှိပ်စက်ခံရတဲ့လူမဲတယောက်ဘွားကနေကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တယောက်ဖြစ်လာခဲ့တဲ့မာတင်လူသာကင်အကြောင်းကိုပြောကြတာပေါ့ သူ့ကိုအမေရိကန်နိုင်ငံရဲ့မြို့ငယ်လေးတစ်ခုမှာခရီးယံဘာသာရေးဆရာမိသားစုကနေဝေဖွားခဲ့ပါတယ်။သူဟာငငယ်လေးကတည်းကစာအရန်တော်ပြီးဆရာဝတ်တယောက်ဖြစ်ချေခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အိမ်မက်တွေကိုတာစီတာတဲ့အရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့လူဖြူလူမဲ့ခွဲခြားခံရတာပဲဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကလူဖြူဖြစ်မှ တက်ကတူတက်ခွဲရမယ်။လူဖြူဖြစ်မှလုတ်ကောင်ကောင်ရမယ်။ လူပြည့်ဖြစ်မှမဲပေးခွင့်ရမယ်ဆိုပြီးလူမဲတွေကအနှိတ်ခံခဲ့ရပါတယ်။ဒါကြောင့်လဲသူဟာလူပြည့်လူမဲခွဲခြားမှုတံကိုကိုယ်တိုင်ခံစားခဲ့ရတာကြောင့်ဒီစနစ်ကိုစတင်ကျတဲ့လူတယောက်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်သူဟာမဟာတမကန်ဒီရဲ့အကြမ်းမဖက်ဝါဒကိုလေ့လာတယ်။သူ့ရဲ့ဖေလိုမျိုးဘာသာရေးဆရာတယောက်အနေနဲ့လူလူကိုစီရုပ်တယ်။ခွဲခြားလို့တဲ့အစိုးရကိုဆန္ဒပြတယ်။ ဒီလိုမျိုးကိုကျိုးစွန်ပြီးစူးစမ်းခဲ့လို့သူဟာအများကြမှာတဖြည်းဖြည်းနဲ့နာမည်ကြီးလာခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့အစိုးရကသူ့ကိုထိ ंछ ုပ်ဖို့လျှို့ဝှက်ထောင်လိုက်ရဲ့အဖွဲ့ဖြစ်တဲ့ FBI ကနေစောင့်ကြည့်တာကိုလည်းခံလာရပါတယ်။ဒီလိုနဲ့တနေ့မှာတော့သူ့အတွက်ကန်ဆိုဖို့ဖြစ်လာခဲ့ပါတယ်။ကွန်မြူနီအစိုးရဆိုပြီးမရေရာတဲ့အကြောင်းပြချက်နဲ့သူ့ကိုဖမ်းဆီးလိုက်တဲ့အပြင်သူ့ရဲ့ပစ္စည်းတွေကိုပါပြည်သူပိုင်အဖြစ်သိမ်းဆည်းခံလိုက်ရပါတယ်။ဒါပေမဲ့ဒီလိုမျိုးဖမ်းဆီးထောက်ချလိုက်တာကသူ့ရဲ့ခံယူချက်တွေကိုတားဆီးနိုင်ခဲ့တယ်လို့ထင်ရင်တော့တတ်တက်စင်အောင်လွဲသွားပါလိမ့်မယ်။ သူဟာထောင်ကနေထွက်လာတဲ့အချိန်မှာတော့လူလူပြလူမဲ့ခွဲခြားမှုစနစ်ကိုအရင်ကတက်ပြီးစတ်ကျင်လာခဲ့ပါတယ်။ဒါကြောင့်အစိုးရကသူ့ကိုရန်သူလိုသဘောထားလာခဲ့ပါတယ်။အစိုးရကအမျိုးသားရဲဆွမ်းရောင်းတွေကိုသူ့အိမ်ကိုပို့ခွဲခိုင်းတယ်။သူ့ကိုမရရအောင်ဖမ်းဆီးပြီးထောက်ချတယ်။ထောင်ထဲမှာလူမဆန်အောင်ညှဉ်းပန်းနှိပ်စက်တဲ့အပြင်လျှက်ဆက်နဲ့ဆော့တိုက်တာကိုပါခံခဲ့ရပါသေးတယ်။ဒါကြောင့်လည်းသူဟာကျမ်းမာရေးချွတ်တက်လာတဲ့အပြင်အမင်အာယုပါထိကိုက်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့သူ့ဘဝရဲ့စိုးစိုးချိန်တွေပြီးဆုံးဖို့အချိန်ရောက်လာပါတော့တယ်။ ူရဲ့နှိပ်စက်ခံရတဲ့တွင်တွေကိုတည်သွားကြတဲ့လူမဲတွေအား WiFi စင်တာပြရတယ်။ဒါအပြင်ကမ္ဘာနိုင်ငံအသီးသီးကသူတို့ရဲ့အဆိုးရွားကို WiFi ဖိအားပေးလာကြပါတယ်။အဲဒီနောက်မှာတော့ဘာမှမတတ်နိုင်တဲ့အဆိုးရွားကသူ့ကိုပြန်ပြီးလွှတ်ပေးလိုက်ရပါတော့တယ်။မာတင်လူသားကင်းရဲ့ကြိုးစားအထောက်အမှုတွေကြောင့်အမေရိကန်နိုင်ငံရဲ့လူမဲတွေဟာခွဲခြားဆက်ဆံခံရတဲ့ဘဝကနေလွတ်လာတယ်။ နိုင်ငံညီမမှုတွေရလာတယ်။နောက်ဆုံးမန်ပေးခွဲပါရှိလာခဲ့ပါတယ်။ဒီလိုမျိုးအကြမ်းမဖက်တဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်ကမ္ဘာအထင်ရှားဆုံးဖြစ်တဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုကိုသိပ်ပိုက်ခွင့်ရခဲ့ပါတယ်။ I have a dream that one day down in Alabama with its သူရဲ့ဒီလိုမျိုးစူးစမ်းအထောက်အမှုတွေကြောင့်ဇန်နဝါရီလရဲ့တတိယပတ်ကိုသူ့ရဲ့နေ့ဖြစ်ပါဂိုပြီးသတ်မှတ်ခံခဲ့ရပါတယ် ်ပြီးတော့သူဟာလူမဲတွေတက်တာမှာတကဘာလောကငင်းကြဲလူလာတဲ့သူတွေအတွက်စန်နမူနာယူဇာတယောက်ဖြစ်လာခဲ့ပါတယ်ဒီလိုမျိုးကိုဂျိုမက်ဖက်ပဲအများရဲ့အကျိုးကိုလှုပ်ဆောင်တဲ့သူတယောက်ကသူ့သက်39နှစ်အရွယ်ရောက်တဲ့ခါမှာတော့အမျိုးသားရဲ့ဆုံးရောက်တွေရဲ့လှုပ်ချက်တက်ဖက်တာကိုခံခဲ့ရပါတယ်။သူဟာလူသေးပေမဲ့လို့သူ့ရဲ့လှုပ်ရက်တွေ၊မိန့်ခွန်းတွေသူ့ရဲ့အကြောင်းကလူတွေရဲ့ရင်ထဲမှာအမြဲအမှတ်ရနေစေပဲဖြစ်ပါတယ်။သူ့ဖြစ်ကနေသင်ခန်းစာယူစရာတွေရှိနေပါတယ်။ ဘလောက်ပဲဖိနှိပ်နေပါစေအမှန်တရားအတွက်လက်မဆွတ်လိုက်ဖို့နဲ့ဘလောက်ပဲဖိုးကွက်ထားပါစေအမှန်တရားဟာဒီနေ့မှပေါ်လာစေမယ့်ဆိုတာအမေရိကန်နိုင်ငံရဲ့မာတင်လူသာကင်းအကြောင်းကအကောင်အဆုံးတက်သေးပါပဲ။